အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ပွဲပြီးသုံးသပ်ချက်ကနေပြီးပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်ဒီဒီဒီရဒီရဲ့ဒါကျွန်တော်တို့နောက်ဆုံးဘောလုံးပွဲတစ်ပွဲဖြစ်တယ်ဒါ Champion League Final ကတော့ပြီးဆုံးသွားခဲ့ဖြစ်တယ်အဲ့ပြောချင်တာကဒါကျွန်တော်2023 2024 2025ဘောလုံးရဒီကတော့ officially ပြီးဆုံးသွားခဲ့ဖြစ်တယ်အဲ့တော့ဒါကျွန်တော်တို့အကုန်လုံးထင်မှတ်ထားတဲ့ဒါကျွန်တော်တို့ Champion League Final ထပ်ပို့ပြီးတော့ ကျန်းတဲ့ fan family final ဖြစ်ခဲ့တယ်။ဒါကျွန်တော်တို့တမိုင်းတက်ရှော့တာ goal ပြက်ဆုံးဒါကျွန်တော်တို့ family blue blue way final လေးဖြစ်ခဲ့တယ်။ကျွန်တော်သိတော့ဒါကျွန်တော်တို့ Barcelona တင်းတဲ့ AC Milan ဒါကျွန်တော်တို့ family final 4CP ရဲ့နောက်ဒီပွဲစဉ်ကတော့ goal ပြက်ဆုံး final ဖြစ်ခဲ့တဲ့အတွက်ကြောင့်တော်တော်လေးကိုကျန်တန်ခဲ့တယ်လို့ပဲပြောလို့ရအောင်ပေါ့။အဲ့တော့ဒီနေ့မှာဒါကျွန်တော်တို့ Paris Saint-Germain နဲ့ Inter Milan တင်းတို့ဒါတို့ alliance arena မှာတွေ့ပေါ်ခဲ့တွေ့ခဲ့တယ်ပေါ့နော်အဲ့တော့ alliance arena မှာဒါကျွန်တော်တို့တွေ့တိုင်းကျွန်တော်တို့ဒါ champion သစ်ထွက်ပေါ်ခဲ့တဲ့ဒါရာဇဝင်နေလဲရှိတယ်ဆိုတဲ့အတိုင်း champion သစ်ထွက်ပေါ်ခဲ့တယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ဒါ of course အကုန်လုံးကခင်ဗျားတို့ tactical ရခင်ဗျားတို့အကုန်လုံးရှင်းပြပြီးသားဖြစ်လိမ့်မယ် tactical ရဒါရှင်းပြမဲ့လူတွေလည်းအများကြီးရှိတယ်ဒါကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာဒါအမှန်တမ်းပြောရမယ်ဆိုရင်နှစ်သင်းလုံးကိုဟို bias ပေါ့နော်ဒါကျွန်တော်တို့ဟို recency bias အနေနဲ့ပြောရမယ်ဆိုတာနှစ်သိန်းလုံးမှာဒါဘယ်အသိန်းကိုကျွန်တော်အားပေးတယ်ဘယ်အသိန်းကိုကျွန်တော်အားမပေးဘူးဆိုတော့ရွေချယ်မှုကျွန်တော်အနေနဲ့မရှိခဲ့တဲ့ဒါကျွန်တော်တို့ ပွဲနဲ့ပွဲလို့ပြောလို့ရတယ်။ဘာလို့လဲဆို PSG ကိုလည်းကျွန်တော်သဘောကျတယ်။ Luis Enrique ရဲ့ PSG Inter Milan Inzaghi ရဲ့ဒါကျွန်တော်တို့ Inter Milan ကိုသဘောကျ။အဲ့တော့ဘဲကောင်းနိုင်နိုင်ကိုရီရတ်ကဒါကျွန်တော်အဆင်ပြေ။ဒါပေမဲ့ရီရတ်ကဒါကျွန်တော်တို့အသင်းနဲ့ဒါကျွန်တော်တို့ August 17ရက်နေ့မှာ Super Cup တွေ့ရမှာတော့ကျွန်တော်ဒါဘဲကောင်းပဲလာလာကိုရီနဲ့ပဲတွေ့ရမှာသဘောမှရှိ။အဲ့တော့ဘယ်လိုပဲပြောတဲ့အကြာပြောရမှာဆိုရင် PSG အသင်းနဲ့ဒီနေ့ပွဲစဉ်မှာဒါပွဲဆက်ဆက်ခြင်းမှာပဲဒါ Inter Milan ကိုရှယ်ဖြဲသွားခဲ့တော့တွေ့ရမယ်။ဒါကျွန်တော်တို့ ပြောရမယ်ဆိုရင်ဗျာဒါကျွန်တော်တို့ဘောလုံးကိုဘောလုံးလိုကစားသွားတယ်အတင်းတတင်းနိုင်သွားတယ်လူပဲဆိုအောင်အင်တာမီလန်တင်းကဒီနေ့ပေါ်စမှာသူတို့လှုပ်ထုံးလှုပ်နီးတိုင်းပဲဒါတစ်ဖက်အတင်းကိုဘောလုံးပြီးကံမယ်သူတို့ရဲ့ဒါ defensive ကိုသူတို့ယုံကြည်တယ်ပြီးရင် counter transition နဲ့တူတာ martinez သူရန်တို့ရဲ့ဒါကျွန်တော်တို့ twin goal နဲ့တူတာဒီနေ့ပေါ်စမှာ psg ကိုလွှမ်းမိုးမယ်ဆိုသူတို့ယူဆခဲ့တယ်ဒါပေမဲ့ psg အတင်းနဲ့နောက်တန်းမှာ nuno mendes ရေဒါကျွန်တော်တို့ ဗာလေအာပါချူရဲ့ဒါကျွန်တော်တို့အာမာကွင်းဟုတ်စီရဲ့ဒါကျွန်တော်၃ယောက်ကြံခဲ့ပြီးတဲ့နောက်ပိုင်းကလွင်တသိလုံးကဒါလုံးဝ overload ဆိုတယ် overload ဆိုတာကျွန်တော်တသိန်းလုံးဒါတိုက်ဆက်ကိုအုံနိုင်အုံနိုင်ဖြစ်ဆိုပြောချင်တာကတစ်ဖက်ကိုဒါကျွန်တော် Inter Milan ကိုဒါကျွန်တော်အမြင်ကပြော Luis Enrique ရဲ့ဒီနေ့ပွဲစဉ် tactic ကရှင်းတယ် တဖက်ရဲ့အင်တာမီလန်လောကကစားကွက်တည်လို့မရအောင်သူတို့ကြိတ်မယ်ဆိုတဲ့ပုံစံ။ဘာလို့ဆိုအင်တာမီလန်ကစားကွက်တည်လို့ရအင်တာမီလန်ကစားကွက်တည်ရနေမှာတော်တော်လေးကိုကြောက်ဖို့ကောင်းတဲ့သင်္ကေတဖြစ်တယ်။ဒါဆိုအင်တာမီလန်သားတွေနဲ့ပွဲစံမှာကစားကွက်သားငြိမ်သွားခဲ့ပြီ။သူတို့လုတ်တဲ့ဥစ္စာလုတ်နိုင်တဲ့ဥစ္စာကိုလုတ်နိုင်ဘူးလို့ယူဆတဲ့အချိန်မှာဆိုရင်အဲ့ဒါကြောက်ဖို့ကောင်း။ဒါပေမဲ့အင်တာမီလန်ဒီနေ့ပွဲစံမှာဒါကျွန်တော်တို့ မြင်ရကြည့်ရင်တော့ဘောတော့ကျွန်တော်တို့ PSG ဘက်ကလုံးဝ disbanded လုပ်ချသွားတယ်။ Min 20မှာကတူးစီဆိုတဲ့ရလက်က Inter Milan အသင်းပြတ်ရခတ်သွားနိုင်လောက်တဲ့အဖြစ်ရတယ်။ဒါပေမဲ့ Inter Milan ဆိုတဲ့အသင်းကဗျာ2-0ဆိုတဲ့ရကိုပြန်လာနိုင်တဲ့အသင်းနဲ့မပါတယ်။ဒါပေမဲ့တကယ်တမ်းပြန်စနာကြည့်ရင်ဒါဒုတိယပိုင်းမှာဒီတိုင်းပဲဒါကျွန်တော်တစ်ဖက်ကကစားကွက်တဲမယ်တဲမယ်လို့ပြောချင်မှာအုံးလားဝုံဝုံဝုံဆွဲတယ်ဘောနော်အဲ့တော့ပြောချင်တာကဒီနေ့ပေါ်စမှာ Paris Saint Germain အတွက်ကတကယ်ကိုလမ်းပြန်ထွက်တယ်လीတနည်းဖြစ်ခဲ့တယ်ဒါပေမဲ့ ဒါပေမဲ့ကျွန်တော်တို့အတွက်ကပေါ့နော်ဒီနေ့ပွဲစမှာ I think football win today ဒါကျွန်တော်တို့အဲ့ဒါ Inter Milan တော့ no offense ပေါ့နော် Inter Milan တော့ကျွန်တော်ဒါသဘောရဲကြပါဒါပေမဲ့ပြန်ကြည့်မယ်ဆို football win today ဆိုတော့ရေနံနေငွေတွေကနအကောင့်ထဲမှာမေးလိုက် Luis Enrique နေနဲ့သူ့သမီးလေးအတွက်ဒါဒီနေ့အတွက်သူ့အတွက်ကဒါလုံးဝ PSG ပြိတက်တွေဒီနေ့ပွဲစမှာချစ်ဖို့ကောင်းတယ်ဒါခုနပေါ်ဆိုပေဟိုအကောင့်ဘက်ကကြည့်ရင်လည်းရှိလို့အစိုးဘက်ကကြည့်ရင်မင်းသမီးအတွက်မင်းလုလိုက်ဆိုတဲ့ပုံစံမျိုးဒါကျွန်တော်တို့ Enrique ကိုအကုန်လုံးကဝိုင်းပြီးတော့ချစ်ကြတယ်ပေါ့နော်အဲ့ဒါခုနအစိုးဘက်ကကြည့်တော့လေဒါခုနပေါ်ဆိုတခုမြတ်ဖြစ်ခဲ့ရင်ဩ Enrique ဘယ်တော့မှစိတ်မကောင်းပါဘူးဒါပေမဲ့ တို့တော့ကျွန်တော်တို့ဒါကန်ကြီးဝက်ဂရမ်မီမှာပြောခဲ့လို့ပြောနော် everybody wants to know what happened if i don't win now we guess we never know ဘောနော်အဲ့ပြောချင်တာလက်ရှိမှာဒီလိုပုံစံဖြစ်သွားအဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်ကလက်ရှိမှာ PSG အသင်းနေဒီနေ့ပုံစံမှာ100%ဒီနိုင်ဘွဲထိုက်တန်းခဲ့တယ်။တသင်းလုံးအရာ flow flare ပြင်းနေကစားတော့ကျွန်တော်ဒီ flare တွေတိတ်ကြိုက်တဲ့ကစားအသင်းတသင်းကျွန်တော်ကျွန်တော်ရဲ့ချက်စကစားမှာကြည့်တယ်ကျွန်တော်ဒီ flare တွေတိတ်အဲ့တော့ပြောချင်တာကဒီနေ့ပွဲစဉ်မှာ Inter Milan က PSG အသင်းအတွက်ကျွန်တော်ဘာလို့သဘောကျလဲဆိုတော့ ညီပြလုတ်ခိုင်းတိုင်းလုတ်တာမှန်ပေမဲ့သူတို့လုတ်ချင်တာတွေသူတို့လုတ်သွားရင်ကစားသမားတွေနေတယ်ဒါဒီနောက်ပိုင်းနဲ့တည်းမှာဘောလုံးကဒါကျွန်တော် tactical robotic ဒါဒီလိုဒါဒါဒီလိုဘူးနဲ့ hg ပါညာဆိုရတဲ့ okay just fuck it let's play football ဟုတ်တယ်မလားဒီပွဲကဒါရဲ့အနှစ်သာရကျွန်တော်ပြီးခဲ့တယ်ကြည့်လိုက်ပြတိုက်စစ်သုံးရမှာလက်ရှိမှာကျွန်တော်တို့လာလက်ရှိမှာဟာ ငါတို့တိုက်စစ်မှုမရှိဘူးငါတို့အမှန်တမ်းပြောဒီသင်းကပတ်စံမသုံးတော့ပြောလို့မရလားရှေ့ကတိုက်စစ်မှုတွေကြီးပဲပေါင်းမယ်ဆိုတော့ဈေးရခုနကပေါ့တန်းအောင်ရာနဲ့ချီတဲ့တိုက်စစ်မှုတွေဖြစ်တယ်အဲ့တော့ပြောချင်တာကခုနကပေါ့ဆိုပဲတိုက်စစ်မှုမရှိဘူးရှိရဆိုတော့အဲ့ဒီကိကခုနကပေါ့ဆိုပဲသူ့ရဲ့တိုက်တိုက်စစ်ကစားသမားတွေကိုသူညွန်ကြားလို့ဆိုတော့မင်းတို့အဆင်ပြေလို့ဆော့ခုနကပေါ့ဆိုပဲမင်းတို့ mean bios ကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်မြင်ကြည့်တာပေါ့နော် eric key နေနဲ့သူ့ရဲ့ press မှာသူ့ရဲ့ဒါကျွန်တော်တို့ဟိုကစားပွဲမနိုင်ဘူးမင်းတို့ကိုမင်းတို့ short ပုံစံမျိုးတို့အဲ့ဘက်ကတော့ဘိုလူပွဲမလို့ဘိုလူပွဲလျောက် short တာမှန်ပေမဲ့ tactical ဘောင်တွေကတချို့မဟုတ်ဆက်တွေကလုတာမှန်ပေမဲ့ဒါပေမဲ့မင်းတို့ on the ball မှာ be yourself ပြောမယ်ဆိုကြကျွန်တော်လက်ရှိနောက်ပိုင်းမှာကျွန်တော်တို့အခုဟိုကစားသမားတွေကြီးလိုက်မယ်ဆိုရင် အခုနောက်ပိုင်းပေါ့နော်အောင်မြင်လာတဲ့အသင်းတွေကြီးဒီကစားသမားတွေကြီးချုပ်တခုခုချုပ်ခံတာနောက်ကပြောင်းမလက်တစ်ဖက်ကိုကျွတ်တုတ်ပြီးတော့တစ်ဖက်နဲ့ပဲကစားနေရဆိုတဲ့ပုံစံမျိုးကျွတ်ခြားတစ်ဖက်ကိုကျွတ်တုတ်ထားတဲ့ပုံစံမျိုးဖြစ်နေအဲ့တော့ဒီ PG အသင်းအတွက်ကကျွန်တော်တို့က flare တွေရန်ပြီးဥပမာပြကျွန်တော်တို့၃ယောက်ရှိတယ် Gavin Chakava Scalia Dan Bailey Dewey တစ်ဖက်က Pavet Asabi Bastoni ဘာလုံးလုံးလုံးအောင်မသိယူနေတယ် ဟုတ်တော့ခမက်ဒဇာဒူဝေးနေလက်ဖွင့်ရောက်အောင်ရောက်တော့တာပဲဒဇာဒူဝေးကဆန်တာဖောဖြစ်ရင်ဖြစ်သွားတာပဲကဗေဂျာကဗာစကေးလီယာလည်းရိုက်ဝင်းဖြစ်ရင်ဖြစ်သွားဆန်တာဖောဖြစ်ရင်သွားတာသူ၃ရောက်လို့မှ main position ဆိုတာမရှိဘူးကဲမယ်ခေါင်းမှာလက်ရှိမှာโอเคဒါဘာစတိုနီကငါတို့ဒီနေ့ဒဇာဒူဝေးကဘာစတိုနီကဒဇာဒူဝေးကိုကဲနေဒဇာဒူဝေးရဲ့လက်ဖွင့်ကိုပြောင်းပါဘာစတိုနီအပေါ်တက်ပါအဲ့ညာ space ကြီးချန်မီဒီယာအုံနဲ့လို့တော့ပြောနေတာဗျာလား ဒီနေ့ပွဲစမှာဒါဒဇာဒူဝီနေနဲ့ဟို final မှုလို့ငါထိန်းကစားမြို့ဒဇာဒူဝီနေနဲ့ဒီနေ့ပွဲစမှာ final မှာ final လိုပဲကစားသွားတာတည်လာကျွန်တော်ပြောတာငါ final ကို तू semi final မှာကစားတဲ့အတိုင်းဆိုရဲကာတာ final မှာ तू ဆော့တဲ့အတိုင်းဆိုရဲဒဇာဒူဝီပြောင်းနေသွားခြင်းမရှိဘူး तू ချစ်တော့ဘာပြစ်တလိမှာဆော့တဲ့အတိုင်း तू ဆော့သွားတယ်အဲ့တော့ဟိုကျွန်တော်အမြင်ကပြောဒီနေ့ပွဲစမှာပေါ့နော် PSG ကသူ့ရဲ့ ဟို identity တခုနဲ့သူတို့နိုင်သွားတယ်လို့မြင်ဒါပေမဲ့နောက်ဆုံးသူတို့ champion league ရသွားတဲ့ပုံစံမှာလည်းဒီလိုမျိုးနိုင်သွားကျွန်တော်ဝမ်းသာတယ်ဘောဆိုတက်မှာဟာအတင်းဒုတ်ယူတဲ့ပုံစံမျိုးဆိုတာလည်း okay be yourself ဒါခုနပေါ်တဲ့ဒါဘယ်လိုပဲပြောရောပရဲ့ကြီးသင်္ကာတာဈေးကြီးတဲ့ squad အနေနဲ့ဒါဈေးကြီးတဲ့ squad ကတော့ဒါပြောပြောရမယ်တက်မှာပါတယ်ဒါပေမဲ့ဘယ်လိုပဲဒီကစားသမားအနေနဲ့ကျွန်တော်ပွဲမစကြီးမှာပြောခဲ့တယ်ဗောနော် Ashraf Hakimi ကြောင့် Hakimi အနေနဲ့ဒါကျွန်တော်တို့ legend တယောက်ဖြစ်ဖို့အတွက်အာ PSG ကနေပြီးတော့သူ့အနေနဲ့ဒီထက်ပို့ပြီးတော့ဘာများလုပ်ပြအောင်မလဲအခုလက်ရှိမှာသူ့အနေနဲ့ ဟာကီမီကလက်ဂျန်ဖြစ်သွားပြီသိကြတယ်ဒါ PSG အသင်းရဲ့ဒါလက်ဂျန်တွေတဲ့တယောက်ဖြစ်သွားမှာဟာကီမီဒါကျွန်တော်တို့မာကွင်းညူးစ်ပဲเนาะဒါပေမဲ့ဒီတစ်ပတ်သမားဒါခုနကပြောတဲ့တစ်ဖက်ကဒါအင်တာမီလန်နီနဲ့ဒါပြန်လာဖို့အတွက်နည်းနည်းလေးအေးအောင်ပြခဲ့တဲ့ movement မှာလဲဒါကျွန်တော်တို့တစ်ဖက်ကဂိုးသမားပြစ်တဲ့ဒေါ်နာရောမာကတော့ဒါ semi final တို့ quarter final တို့ကလက်စွမ်းအတိုင်းတမှုန်တယ်ပြန်ပြခဲ့တယ်ဒေါ်နာရောမာမှာဒီ Champions League မှာလက်ရှိမှာဒါကျွန်တော် triple ရခဲ့တဲ့နေ့မှာဘူဆိုချင်းနေမရှိခဲ့ဘူးလို့ပဲဆိုအောင်ပေါ့เนาะငါကောင်ကြီးအဲ့ဒေါ်နာရောမာနဲ့ကျွန်တော် wine ကျွန်တော်များဆဲလို့ဒါဒီထက်ပိုကောင်းလာတာလားတော့မသိဘူးဒါပေမဲ့ပြောပြောဒေါ်နာရောမာတော့ကျွန်တော် proven brown ြစ်ကျွန်တော်အများကြီးဝမ်းသာတယ်ကျွန်တော်ကျွန်တော်မှားတယ်လို့ကျွန်တော်ဖြစ်ပြီးကျွန်တော်အရန်ဝမ်းသာတယ်အမှန်တမ်းခင်ဗျားတို့ပြောတာတကယ်ဖျားဆိုကျွန်တော်အဲ့ဒါကိုပြောပြအဲ့တော့မီတိုပင်ဆိုစီကမှုတကယ်100%ဒီအသင်းကနိုင်ခဲ့တဲ့ ਨੇ တစ်ဖက်ကအင်တာမီလန်ကသူတို့တွေနဲ့သူတို့ trust in trust type ပုံစံမျိုးထွက်လာခဲ့တယ်တစ်ဖက်ကဒါကျွန်တော်ပြန်ကြည့်မယ်ဆိုရင်လေအင်တာမီလန်ဘက်ကပြန်ပြေးမယ်ဆိုအိုးโอเคဟိုဘက်ကဒါကျွန်တော် power house တာပြန်ရှိမယ်ဒီနေရာမှာရှိမယ်ရှိမယ်ဒီလူစင်းနဲ့လှုပ်သွားတော့မှဒီလောက်ထန်သွားရဲဆိုရင်တော့အေးပေါ့ဒါခုနကပေါ်တယ်ပဲသူအင်တာမီလန်တော့ကျွန်တော်ခန်းစားရပါဘူးဆိုတော့သူတို့အနေနဲ့ ဒါအကုန်ပဲလေဟုတ်တယ်မလားသူတို့ဒါလက်ရှိ budget သူတို့နေဒီပုံစံတိုင်းဒါသူတို့တော့အကုန်ပဲအဲ့ဒီ budget နဲ့တလောက်လုပ်ပြနေတဲ့ Inter Milan ကိုလည်းအများကြီးအများကြီးကြီးကြီးတယ်တစ်ဖက်ကလည်း PSG အသင်းနေတယ် Champions League ဖလားကိုသူတို့ပုံသူတို့နေသူတို့ဟန်နေသူတို့ယူပြသွားခဲ့တာလည်းအများကြီးကျေးဇူးတင်တယ် ဘာလို့ဘောလုံးဆိုတာဒါအမြင်နဲ့တာ pragmatic tactical ဘာညာဆိုတဲ့ကစားသမားတွေကကစားသမားတွေဖြစ်ရမယ်ကျုံနာပေါ်ဆိုလှလှပပကစားပုံနဲ့လေဖလားတွေယူပြနိုင်သေးတယ်ဆိုတာကို enrique ကိုပြတ်တာပြီးတော့လည်းအများကြီးကျူးတယ်လို့ပြောအဲ့တော့ဒါဆိုင်ဒိုးအေးဒန်ဘီလီကဘာချီကဘာ ဒါပေချကဘာစကေးလီရတော့အဆူကိုလည်းဒါကျွန်တော်အများကြီးကျူးတင်နေဘာလို့ဆိုဘောလုံးဆိုတာဘောလုံးလို့ဆိုရင်လည်းဖသားတွေယူလို့ရတယ်ဆိုတော့ဆက်လက်ပြီးပြသပေးတယ်အတွက်လေအဆူကြီးအဲ့တော့ဒါပေဒီနေ့ပေါ်စမှာဒါကျွန်တော်မပြောပဲပြောဒါကျွန်တော်တို့ PSG ကွင်းလင်တဲ့နောက်တန်းကိုလည်းအင်မတန်မှကြီးကျူးရမယ်ဒါကျွန်တော်ပါချိုတို့မာကွင်းကျိုးဆိုအဆူတော်တော်လေးမိုက်တယ်နူနွန်ဗန်ဒက်စ်เนี่ยသူ့ရဲ့ overlap position ကိုသူ hold လုပ်ပြီးတော့ဒါကျွန်တော်တတ်ဆန္ဒဘက်နေ most of the time မှာသူလုပ်ပြီးတဲ့ဥစ္စာကိုလည်းသူအများကြီးကြီးကျူးပို့ကောင်းအဲ့တော့ဒါပေဒီနေ့မှာဒါကျွန်တော် PSG မှာလည်းလုံးဝ underrated ဖြစ်ခဲ့တာကွင်းလင်ပဲဒါ Fabian Ruiz ဒါကျွန်တော် Vendinha, João Nunes ဆိုတဲ့ကွင်းလင်ကတော်တော် လေးကိုလုတ်ဖြစ်ခဲ့တယ်။ဂျောင်းနိဒီနှစ်မှာဒါကျွန်တော်တို့ဘန်ဖီကာကနေပြီးတော့ဇီဂျီဂျီနဲ့ PSG ကိုရောက်ခဲ့တဲ့ဥစ္စာကတန်သွားတယ်လို့ပဲဆိုတော့ဘလို့ပဲကြောဒီညမှာတော့နိပြာကြီးအန်ရီကေကိုအများကြီးအများကြီးချီးကျူးတယ်လို့ပြောရင်းနဲ့ပဲ congratulation မှာတော့ကျွန်တော်တို့ PSG ပေးရဲ့ဂျီတာဟာကျွန်တော်တို့ဒါပထမဆုံးသမိုင်းတစ်ချောင်း Champions League Super League ကိုစွခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။အများကြီးအများကြီး တော်ပါလေလို့ပြောရင်လည်းဒါစူပါကက်မှာဒါတွေ့ကြတာပေါ့နော်တွေ့တော့မတွေ့ဘူးကြောက်လို့အဲ့တော့ဘယ်လိုပဲပြောပါဒါကျွန်တော်တို့ဘောလုံးပွဲလေးကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0 ਨੇ TV4 တို့မှာကြည့်ရင်လူစားပေါအောင်ကြည့်ရပါမယ်မိမိုက်လည်းကလစ်ဖို့မမေ့ကြပါနဲ့ ောက်ကကွန်မန့်လေးထဲမှာလည်း youth sport media 3.0နဲ့ tv for you တွေလင့်လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မျက်စောကိုညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်မြန်မာပြည်လက်ကလပ်ဖုမမီဂျာပါနေပြမြန်မာကလပ်မှာမြန်နိုင်ဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကောင်းမွန်သောနေ့ဖြစ်ပါစေမောင်ကောင်းတောင်းပေးနေပဲအားလုံးပဲဒါကျွန်တော်2024 2025ရာသီကြီးကတော့အောင်မြင်စွာနဲ့ပြီးဆုံးသွားခဲ့ဖြစ်ပါတယ်ဒီပါပါ